မင်္ဂလာနှုတ်ခွန်းလေးဆက်တာလိုက်ပါရယ်နော်ဆရာမအခုလိုပန်းနေကြားထဲမှာရေတော်တွေနဲ့ပြင်ဆင်ထားတယ်ဆိုတော့ဒါနော်အခုလာမဲ့လာပြိတ်ကုသိုလ်အဋ္ဌထံတွေပြင်ဆင်ပြထားတာဖြစ်ပါတယ်အခုဆရာမပြောမဲ့နော်လာပြိတ်ကတော့အားလုံးသိတဲ့အတိုင်းအားလုံးသိကြတဲ့အတိုင်းမကြခင်ရောက်ရှိလာတော့မှာဖြစ်တယ်နော်တပေါင်းလာပြိတ်နေ့ဖြစ်ပါတယ်တပေါင်းလာပြိတ်နေ့ရဲ့ထူးခြားတာက မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးပြည်တော်ဝင်တဲ့နေ့လို့လဲနော်အများသိရှိထားတာဖြစ်ပါတယ်နော်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးဟာသူ့ရဲ့ဖာခမီးတော်ဘုရားရှင်ရဲ့ဖာခမီးတော်ရှိရာနော်မွေရက်ဇာတိဖြစ်တဲ့ကပိလုပြည်ကိုယဟန်နာပေါင်း2000နဲ့ကြွချီလာတဲ့နေ့ဖြစ်တယ်အဲ့တော့ဥတီပြီးကြွချီတာကတော့တပေါင်းလားပြည့်နေဦးဥတီပြီးတော့ကြွချီလာတာဖြစ်ပေမဲ့လို့ เนาะ capital book ပြည်ကိုတကယ်ရောက်တဲ့အချိန်မှာတော့တပေါင်းလာပြီကျော်တရက်နေ့ကိုရောက်ပါတယ်เนาะအဲ့တော့တပေါင်းလာပြီနေ့ကိုဥတီပြီးမြတ်စွာဘုရားရှင်ဟာဖခင်အဖြစ်ကနေတရားဒေသနာတွေဟောပြောပြီးတော့เนาะယဟန္တာတွေအများကြီးသာသနာမှာဖြစ်ထွန်းသွားတဲ့နောက်ယဟန္တာအရှင်မြတ်နှစ်ပေါင်းကိုချမ်းရံပြီးတော့เนาะမိမိရဲ့မွေးရဇာတိဖြစ်တဲ့ capital book ပြည်ဖခင် ရှိရကိုเนาะ စတင်ပြီးတော့เนาะပထမဦးဆုံးကြွရောက်တဲ့နေဖြစ်တယ်အဲ့တော့ပြည်တော်ဝင်တဲ့နေလို့လဲတင်စားခေါ်ဝေါ်ကြပါတယ်เนาะအင်မတန်ထူးခြားတဲ့နေပါအဲ့ဒီတပေါင်းလာပြည့်နေမှာဘုရားရှင်ဟာကပိလိုပြည်ကိုကြွရောက်လာတဲ့အတွက်အဲ့ဒီဘုရားရှင်ကြွရောက်လာတာကိုအကြောင်းရင်းခံပြီးတော့เนาะလူပုဂ္ဂိုလ်နတ်ပုဂ္ဂိုလ်ဘရဝအပေါင်းအတွက်တန်ဖိုးရှိလာတဲ့တရားဓမ္မတွေအများကြီးเนาะ ပေါ်ထွက်လာတယ်။နာကြာခွင့်ရကြပါတယ်။ဒါကြောင့်တပောင်းလာပြင်းနေဟာထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။အဲ့တော့အဲ့တော့ဆရာမကတော့ဒါကိုအကျဲချက်ပြီးမပြောတော့ပါဘူးเนาะအဲ့တော့အဓိကဆရာမတို့အခုဆောင်ရွက်ရမယ်လာပြည့်ကုသိုလ်ဒိဋ္ဌံလေးကိုပြောချင်ပါတယ်အခုရောက်ရှိလာမယ့်တပောင်းလာပြည့်နေ့ဆိုတဲ့နေရာမှာเนาะမိတ်ဆွေအစ်စ်တွေเนาะမိတ်ဆွေအစ်စ်တွေမသိတဲ့အခါမှာဇဝေဇဝါဖြစ်မှာဆိုလို့ဒါလေးလည်းရှင်းပြခြင်းပါတယ်ပြက်ကြရီမှာရှိတဲ့တပောင်းလာပြည့်နေ့ဟာ တွက်ယုံတွက်နည်းအရထွက်ပေါ်လာတယ်တပောင်းလာပြည့်နေ့ပါเนาะအခုဆရာမပြောမဲ့တပောင်းလာပြည့်နေ့ကတော့လမင်းနဲ့နေမင်း180ဒီဂရီတိတိကွာချပြီးလရဲ့အလင်းရောင်ကိုအခြားသောအရိပ်စာယာဖုံးလွှမ်းခြင်းမှကင်းလို့เนาะမိမိရဲ့အလင်းကိုအပြည့်အဝထုံလွှမ်းနိုင်တဲ့အချိန်လရဲ့အဝန်းအဝိုင်း အပြည့်အဝဖြစ်ပေါ်နိုင်တဲ့အချိန်ကိုเนาะလပက်ခပြည့်တဲ့အချိန်နေနဲ့ သတ်မှတ်ပြီးနော်လပြည့်တဲ့နေ့လပြည့်တဲ့အချိန်လို့သတ်မှတ်တာဖြစ်ပါတယ်အဲ့တော့အခုလပြည့်မဲ့နေ့ကနော်တပေါင်းလပြည့်လပက်ခပြည့်မဲ့နေ့ကရောက်ရှိလာမယ်မာရှလာ14ရက်နေ့ဖြစ်ပါတယ်နော်14ရက်3/2025တောက်ကြနေပါနော်လပြည့်မဲ့အချိန်ကနေ့လေတနာရီနဲ့24မိနစ်တိတိအချိန်မှာ မင်းမင်းနဲ့လာမင်း180ဒီဂရီအနေအထားနဲ့ရက်တည်ကြပြီလာမင်းကြီးရဲ့နော်အချင်းအဝိုင်းပြေဝစွာပြေဝန်ခွင့်ရရှိမဲ့အချိန်ဖြစ်ပြီးလာရဲ့စွမ်းအားအမြင့်ဆုံးအချိန်ကိုရောက်ရှိမှာဖြစ်ပါလေနော်အဲ့ဒီအချိန်မှာတော့တနင်္လာကျိုလာမင်းကြီးဟာတင်ရာဒီကို နောက်ခံထားပြီးလာပြေမှာဖြစ်တယ်လို့အဲ့ဒီလာပြေတဲ့အချိန်ကာလမှာလည်းပဲ ဩတရဘရဂုဏီနှက်ခတ်နဲ့အတူရှင်တွဲပြီးတော့လာပြေမှာဖြစ်ပါလေ။เนาะဒါတွေကတော့ဘဟုတုတ၅ပြောပြခြင်းဖြစ်ပါတယ်။အဲ့တော့ဒါကြောင့်ဆရာမတို့တွေအခုပြုတ်လုံးမဲ့เนาะလာပြည့်အဋိဋ္ဌံကုသုံကိုတော့တကယ်လာပြည့်မဲ့လာဘက်ခအင်အားအပြည့်ဖြစ်မဲ့နေ့လေတဏှာကြီး24မိနစ်ကိုဥတည်ပြီးနေ့လေတဏှာကြီးတိတိကနေစပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါလေအဲ့တော့ဆောင်ရွက်ဖို့အတွက် ပြင်ဆင်မှုလေးကိုဆရာမအရင်ပြောပြချင်ပါတယ်။နော်အားလုံးမြင်သာအောင်ဆရာမဒီလိုလေးခင်းကျင်းပြီးပြထားပါတယ်။အရင်ဆုံးပန်းပူဆောင်မှုကိုစပြီးပြောချင်ပါတယ်။ပန်းပူဆောင်မှုက ပန်းအိုးနော်ဖန်ဖန်ခွက်နဲ့ပဲပြင်ပြင် ပန်းအိုးနဲ့ပဲပြင်ပြင် အောင်အိုးနဲ့ပဲပြင်ပြင်ဘာနဲ့ပဲပြင်ပြင်ရပါတယ်။အထင်းကအားဖြင့်ပါဝင်တဲ့ပန်းနဲ့အယောင်တွေမှန်ကန်ပြည့်စုံဖို့သာဖြစ်ပါတယ်။ပန်းအိုးတစ်လုံးစီမှာ အဖြူရောင်ပန်း၃ဖွင့်နဲ့အနီရောင်ပန်း၃ဖွင့်အဖြူရောင်ပန်း၃ဖွင့်နဲ့အနီရောင်ပန်း၃ဖွင့်ပြီးရင်ဂန်းကော၃ညွန်ဒီဘက်မှာလည်းဂန်းကော၃ညွန်ဒါဆိုရင်ပြည့်စုံပါပြီဆ ्याम ကတော့အခုเนาะအလုံးကိုဟိုတိတ်တာထင်ရှားအောင်နမူနာ အနေနဲ့ဥစော်ပြဖို့အတွက်ရတဲ့ပန်းကိုဝယ်ခဲ့တာဖြစ်တယ်เนาะအဲ့တော့ဆ ्याम ရခဲ့တဲ့ပန်းကဂန္ဓမာနဲ့နှင်းစီ ရခဲ့ပါတယ်အဲ့တော့မိတ်ဆွေတို့ကအဖြူရောင်သုံးခွင့်နဲ့အနီရောင်သုံးခွင့်ဖြစ်ဖို့အတွက်ဂန္ဓမာမှနှင်းစီမှမဟုတ်ပါဘူးအယောင်ကာလာအနေနဲ့အဖြူရောင်အနီရောင်သုံးခွင့်စီပါဖို့နဲ့ဒန့်ခေါ်သုံးညွန့်ပါဖို့เนาะဒါပဲပန်းအိုနှလုံးပြင်ရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီဥစ္စာကတော့နည်းနည်းလေးမိမိအိမ်မှာဖန်ခွက်အခက်ခဲ ရှိတဲ့လူတွေဆိုရင်လည်း ဖန်ခွက်မဟုတ်လည်းပဲတန့်ပြန့်တော့နော်ဂိုင်းပါတဲ့ခွက်တွေနဲ့လည်းရတယ်နော်ဆီယမကတော့အိမ်မှာအဲအကုန်လုံးဒိဋ္ဌံလောက်တိုင်းလောက်တိုင်းမှာလိုအပ်တဲ့ဟာတွေအကုန်ဖြစ်ဆွဲထားတော့ဒါရှိနေတယ်ပေါ့နော်အဲ့တော့အကယ်၍မြန်အဲဒီရေကြီးတော်ကိုးခွက်လို့ကိုဆီယမတောင်ဒါမတူညီဘူးလေတချို့ဟာတွေမတူဘူးပေါ့မတူလဲပြဿနာမရှိဘူးဂိုင်းခွက်ပါလဲရတယ်အရေးကြီးတာကိုးခွက်တောက်တော်ရေကိုးခွက်ဖြစ်ပုံကိုးခွက်ကို 3ကွက်ဓာတ်ထန်3ကွက်ဓာတ်ထန်3ကွက်ဓာတ်ထန်အဲ့ဒီလိုဖန်ကွက်ကလေးတွေ4ကွက်နဲ့ပြင်ဆင်ထားပါတယ်ဆရာမကဖန်ကွက်ကလေးတွေနဲ့နားရဲဖန်ကွက်မရှိဘူးမပြည့်စုံဘူးဆိုရင်ဖန်ကွက်ကောเนาะကြွေကွက်ကောဂိုင်းကွက်ကောဘာနဲ့ပဲဖြစ်ဖြစ်4ကွက်ပြည့်စုံရင်ရပါပြီဒါဒါပေမဲ့ပြင်ဆင်တဲ့နေရာမှာเนาะရေကြည်တော့3ကွက်စီကိုဓာတ်ထန်ပြင်ဆင်ရမှာဖြစ်တယ် ဒီလိုကန့်လန့်ဖြတ်သုံးကွက်စီတဒန်းဆိုရင်လဲဒေါင်လိုက်ဟာသုံးကွက်စီတဒန်းဖြစ်နေပါတယ်เนาะဒီပုံစံအတိုင်းပြင်ဆင်ဖို့လိုအပ်ပါတယ်အဲဆရာမနော်ရေပြင်တာပန်းပြင်တာတွေပြောပြပါပြီအဲ့တော့ဆောင်ရွက်ရမယ်ကုသိုလ်အတိတ်ခံကဘာလုပ်ရမလဲဆိုတော့မဟာသမယတုတ်တော်ကြီးကို ပူဇော်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ပူဇော်ပုံကဆရာမတို့လာပြီအတိတ်ခံဝင်ရောက်တဲ့ပုံကိုဒီတိုင်းသိရှိထားပြီးဖြစ်ပါလိမ့်မယ်เนาะ ဘုရားရှိခိုးမယ်ငါးပါးသီလခံယူမယ်ပြီးရင်တော့မိမိတို့လှူဒန်းနေကြပန်းရည်ချမ်းစီမိကတ်လို့မယ်ပြီးရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံမှာနော်ဤလပြည့်လဘက်ခပြည့်တော့အချိန်ကာလကိုဥတည်လျက်မာသမြတုတ်တော်ကြီးကိုရုပ်ပွားသရဆယ်ပူဇော်မိဖြစ်ပါ၏ဗျာ။ရပြည့်တော်ကိုပူဇော်ခွင့်ပြုပါအရှင်မြတ်ကြီးဖျားဆိုပြီးဖျားရှင်ထမ်းမှာခွင့်ပန်ပါမယ်။ပြီးရင်တော့မာသမြတုတ်တော်ကြီးကို 阿住在广，加药，对，不说那家了，木哪家人对，手臂了。大大上面那个伢子，手臂咪咪，拍掌了都不够哩个，光拍掌没。别看嘛了，八万步，这个业绩上下，社交啦带得到嘛？那叫嘛阿包路？加油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 ！啊，住在广。 မာသမျှသုတ်တော်ကြီးကိုရုပ်ပွားတရဆယ်ပူဇော်နာကြတော်မူကြပါကုန်လောဆိုပြီးတော့မဖြစ်မနေပါဝင်အောင်ဖိတ်ကြားရမှာဖြစ်ပါတယ်နော်အဲ့ဒီလိုဖိတ်ကြားပေးသွားရင်ကြွားရောက်လာကြပြီလို့စိတ်အာယုံမှာမှတ်သားပြီးဖះရှင်ကိုဥစွာပထမပန်းများနဲ့ပူဇော်မှာဖြစ်ပါတယ်နော်အဲ့တော့ပန်းနေနဲ့ပူဇော်မယ်ရှင်မြတ်စွာဘုရားရပြီတော်သည် မာသမြတုတ်တော်ကြီးကိုစัจจမလာတိုက်တောင်းမှနတ်ဗြမအပေါင်းနဲ့တကြာဗြမတို့ကိုလေးမျက်စွာဖိတ်ကြား၍အတူတကွမာသမြတုတ်တော်ကြီးပူဇော်မိဖြစ်ပါ၍ဤမာသမြတုတ်တော်ကြီးကိုကြွရောက်ပူဇော်ကြကုန်သောတမန်ဒီဝနတ်မြတ်နတ်ကောင်းနဲ့နတ်ဒီဝအပေါင်းတို့ကိုစားအကျွန်ုပ်မှဖျားရှင်အားဤတင့်တယ်တော့ပန်းတို့ဖြင့်ပူဇော်အပ်ပါ၏ဖျားဟောနော်အဲ့ဒါပြီးရင်နော် အရှင်မြတ်စွာဘုရားတမိတော်သည်မဟာသမယတုတ်တော်ကြီးကိုရွပွားတရေဆဲပူဇော်မိဖြစ်ပါ၏ဘုရားကြွရောက်လာကြသောတမာရီဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းနှင့်ဆက်ကြဝဠာတိုက်တသောမှနတ်ပြမအပေါင်းတို့နှင့်အတုတကွမဟာသမယတုတ်တော်ကြီးကိုပူဇော်မိဖြစ်ပါ၍ရှင်တော်မြတ်ဘုရားဤကိုပါသောဂုံတော်ကိုဥထိတ်ထားလျက်ရေကြီးတော်ကိုးကွက်ကိုပြင်ဆင်၍ရှင်တော်မြတ်ဘုရားအား ွားရောက်လာကြတော့တမာရီဝတ်နဲ့မြက်နဲ့တောင်းနဲ့အပေါင်းနဲ့ဆက်ကြဝလာတိုက်တောင်းမှနတ်မြမအပေါင်းတို့နဲ့အတူတကွမပြီတော့ကတ်လှပါဤရှင်မြတ်ဖရာဆိုပြီးတော့ဖရာရှင်ကိုရေးကြည့်တော့ကတ်လှရမှာဖြစ်ပါတယ်နော်အဲ့ဒါကတ်လှပြီးရင်တော့အရှင်ဖရာရပြီတော့နှင်းတကွကြွားရောက်လာကြတော့တမာရီဝတ်နဲ့မြက်နဲ့ကောင်းနဲ့အပေါင်းတို့သည်ယနေ့ကြရောက်တော့ဓမ္မောင်းလာဤလပခအင်းအားပြေဝစွာတိရှိလာတော့ 明来陈家来嘛？三兄弟，妈他们家都着急苦。但是嘞，因，哥陈弟弟学光得了事不少清物。那谁可能也谈谈？你什么别上月不少米，撇把一瓶。他们说一不做木，啊，做的话酱要水，不少家工的。他们的，边那人，那个那帮小脚佬在在捣乱，那帮我一不少户口。 အသိအမှတ်ပြုခံယူပေးတော်မူပါအရှင်မြတ်ဖရာဆိုပြီးတော့ဖရာရှင်မှာ ခွင့်ပန်ခြင်းပြုရမှာဖြစ်ပါတယ်အဲ့တော့အဋ္ဌဌံဒီရောက်ရှိလာမဲ့မတ်လ14ရက်နေ့ကနေတနေ့ကိုမဟာသမယတုတ်တော်အရှိဆုံးမှာရှိတဲ့မဟာသမယ39ဘိုက်ကို9ချိန်နေ့စဉ်ပူဇော်ရမှာဖြစ်ပါတယ်အဲ့တော့နေ့စဉ်9ချိန်လို့ပြောတဲ့အတွက် အဲ့တော့နည်းနည်းလေးအချိန်ယူရမှာ ဖြစ်တယ်ဒါပေမဲ့စူးစမ်းပြီးစောင့်ရက်ပါစတင်တဲ့နေ့ကတော့အခုဆရာမပြောတဲ့လာပခပြည့်တဲ့အချိန်တနာရီနဲ့24မိနစ်ကိုဦးတည်ပြီးနေ့လေတနာရီကနေစပြီးစတင်ရမှာ ဖြစ်ပေမဲ့အခြားသောနေ့တွေနေ့တွေမှာတော့အချိန်ကာလသတ်မှတ်ထားတာမရှိပါဘူးเนาะမိမိစိတ်အားထက်သန်စွာအေးအေးဆေးဆေးစောင့်ရက်နိုင်တဲ့အချိန်တစ်ခုကိုပဲရွေးချယ်ပြီး28ရက်ပြည့်အောင်စောင့်ရက်သွားပါအဲ့တော့ 14ရက်နေ့ကနေစပြီး28ရက်ကဘယ်နေ့ပြင်မလဲဆိုတော့ April လ6ရက်နေ့အထိပူဇော်သွားရမှာဖြစ်ပါလိမ့်နော်အဲ့တော့အဲ့တော့ပူဇော်တဲ့အချိန်မှာနော်မပူဇော်ခင်မှာဖြစ်နိုင်ရင်တော့အခုရက်လိုသေးတယ်ပေါ့နော်အဲ့တော့မဟာသမယတုတ်တော်36ဘိုက်ဖြစ်တဲ့ဒီတုတ်တော်ကြီးရဲ့အဓိပ္ပာယ်ကိုအစအဆုံးစစ်စစ်ညံ့ညံ့ကြေအောင်နားလည်ဖို့မလိုပါဘူးသဘောတရားမိမိဆိုလိုက်ရင် ဘာကိုရည်စူးတယ်ဘာကိုပြောချင်တယ်ဆိုတာလေးကို နားလည်ရင်ဒါရပါပြီเนาะဩเนาะအဲ့တော့အဲ့လိုလမ်းရပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်အဲ့တော့เนาะမိမိနားလည်ရင်ရပါပြီအဲ့တော့အရေးကြီးဆုံးနေမာသမ ्या တုတ်တော်ကြီးကိုပူဇော်နေတဲ့အချိန်မှာเนาะအလွတ်မရတဲ့သူက စာအုပ်ကိုဖတ်ပြီးတော့ပူဇော်လို့ရပါတယ်အလွတ်ရတဲ့သူက လက်အုပ်ချီပြီးတော့ပူဇော်ပါ ပူဇော်နေတဲ့အချိန်မှာတရိပ်ထားရမှာအာယုံမပြန့်လွင့်မှုဖြစ်ပါတယ်နော်ရှင်တော်မြတ်ဘုရားထံမှာခွင့်ပန်ထားတာမဟာသမယတုတ်တော်ကြီးကိုရောပွားတဲ့ဆယ်ပူဇော်နာကြားမြည်ဖြစ်ပါ၏လို့ဘုရားရှင်ထံမှာခွင့်ပန်ထားပါတယ်ဒါကြောင့်ရွတ်ပွားခြင်းပြုရမယ် နော်ပူဇော်ခြင်းပြုရမယ်နာကြားခြင်းပြုရပါမယ်ဒါကြောင့်မိမိပူဇော်နေတဲ့အသံကိုမိမိပြန်ပြီးနာယူရမှာဖြစ်ပါတယ်ဒါမှသာမဟာသမယတုတ်တော်ကြီးရဲ့ပူဇော်ခြင်းကုသိုလ်ကိုထူးခြားစွာဖြစ်ပေါ်စေမှာဖြစ်ပါတယ်အဲ့တော့မဟာသမယတုတ်တော်ကြီး28ရက်ကို နေ့စဉ်မပြတ်လာပြည့်နေ့ကနေစပြီးဆောင်ရွက်သွားခြင်းအပြင်နော်အဲ့တော့ကိုစီကိုစီမိမိတို့ကိုစီကိုစီ ထူးခြားတဲ့အကြောင်းအရာတွေပေါ်ပေါက်လာပါလိမ့်မယ်ဒီလပြစ်ဖြစ်တဲ့တပေါင်းလပြစ်ရဲ့ဝင်တဲ့နှက်ခတ်ကောင်းရဲ့အခြေအနေကောင်းတွေကစတင်တဲ့အချိန်ကစပြီးเนาะအဆုံးဆုံးသွားတဲ့အချိန်အထိเนาะဟို28ရက်ပြည့်တဲ့အထိเนาะအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေမယ်နှက်ခတ်တွေနဲ့ကောင်းချိုးတွေကိုရရှိစေမှာဖြစ်တယ်ဆရာမကွနာပြောတာနည်းနည်းဟိုအနည်းဖြစ်သွားတယ်เนาะ28ချိန် 28ခေါင်မဟုတ်ဘူးเนาะကိုးကရက်က28ရက်เนาะအဋိဌံတရားမှာ28ရက်ပူဇော်ရမှာကကိုးကကိုးကပူဇော်ရမှာ ဖြစ်တယ်ကိုးကလည်းပဲနည်းနည်းတော့အချိန်ပေးရတယ်ပေါ့เนาะမရသေးတဲ့လူကကြိုပြီးတော့ကြက်မှတ်ထားပါကိုးကပါเนาะကိုးကပူဇော်ရမယ်ရက်က28ရက်ပူဇော်ရမှာဖြစ်ပါတယ်အဲ့တော့အလုံးပူဇော်လို့ပေးသွားပြီဆိုရင်နေ့စဉ်ဘာလုပ်ရမလဲဆိုတော့เนาะ ူဇော်လို့အားလုံးပေးသွားပြီဆိုတာနဲ့မာသမ ्या တုတ်တော်ကြီးကိုရော်ပွားတရဆယ်ပူဇော်နာကြား၍ပြင်းမြောက်အောင်မြင်ခဲ့ပါအဲ့တော့မာသမ ्या တုတ်တော်ကြီးပူဇော်ရာတို့သမီးတော်လေးမျက်စွာဖိတ်ကြား၍ကြောက်ရောက်ကြပါဂုံတော်ဆိုပြီးမိမိဖိတ်ကြားထားတဲ့လူတွေကိုပြန်ပြီးတော့နော်ဟိုပြန်ပြောမယ်ပြောပြီးရင်ဘိုင်နိုင်ပြန်တက်ပြီးတော့ပြန်ပြောမယ်အဲ့တော့အားလုံးပဲအော်အခုလာမယ့်14ရက်နေ့ မတ်လ14ရက်နေ့နေ့လယ်တနာရီတိတိမှာဒီအတိတ်ထံကိုစတင်ဆောင်ရွက်သွားမှာဖြစ်တဲ့မတ်လ14ရက်နေ့ကနေ April 6ရက်နေ့ထိ28ရက်တိတိအတိတ်ထံတင်ပြီးတောက်လျှောက်ဆောင်ရွက်သွားမယ်မာသမယတုတ်တော်ကြီးကိုတပေါင်းလားပြည့်လဘခပြည့်တဲ့နေ့14ရက်နေ့နေ့လယ်တနာရီကနေစပြီးတော့အတိတ်ထံတင်ပြီးတနေ့ကို6ချိန်ပူဇော်ရမှာဖြစ်ပါတယ် ပူဇော်တိုင်းပူဇော်တိုင်းမှာဆက်ကြပါလားတိုက်တသောကနတ်ပြမတွေကို ပါဝင်အောင် အသေးအချာတရိထားပြီးဖိတ်ကြားပါမြစ်တာပို့ပေးပါအမျှဝေပေးပါเนาะဒါလေးကိုပြောချင်ပါတယ်เนาะဆရာမရဲ့မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးကြောင့်တွတ်တက်ခြင်းကြီးပွားခြင်းချမ်းသာခြင်းအောင်မြင်ခြင်းတွေဟူသောကောင်းကျိုးတို့ကိုသာပိုင်ဆိုင်ရရှိနိုင်ကြသည်ဖြစ်ကြပါစေ